မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ Grace သိပ်ပန်းသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။အခန်းနှစ် drum နေပြီးတော့မှဒီချက်တို့သင်ခန်းစာ1 drum နဲ့ drum တို့ရဲ့အခြေအနေများအကြောင်းကိုဒီချက်တို့လေ့လာကြပါမယ်။ တော့ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာနေရာယူနိုင်တဲ့တက်ရှိတက်မဲ့အရာဝတ္ထုအလုံးဟာ drug တွေပဲဖြစ်ကြပါတယ်။ drug များကိုသိငယ်သောအမုံလေးများဖြင့်ဖွဲ့စည်းထားပြီးအခဲအရည်နဲ့အငွေ့ဆိုပြီးတော့မှ အခြေအနေသုံးမျိုးနဲ့တွေ့နိုင်ပါတယ်။ရင်းတို့ရဲ့ဂုံတက်တီတွေဟာမတူညီကြပါဘူး။အခြေအနေတစ်ခုမှအခြားအခြေအနေတစ်ခုကိုလည်းပြောင်းလဲနိုင်ပါတယ်။အရာဝတ္ထုတစ်ခုမှာရှိတဲ့ drug တွေရဲ့ပမာဏကိုယင်းအရာဝတ္ထုရဲ့ drug ထုဆိုတဲ့ mass လို့ ခေါ်ပါတယ်။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရင်တော့ဒီချေတို့ကဆက်ပြီးလေ့လာကြရအောင်။ dress ဆိုတာကဘာလဲ။ဟုတ်ပြီနော်။ dress ဆိုတာကဒီချေတို့တွေခုနကတုန်းကဒီချေပြောပြလိုက်တဲ့အတိုင်းပဲ dress ဆိုတာကသင်းငယ်တဲ့အမုံလေးဖြစ်ပြီးတော့ဒီချေတို့သက်ရှိသက်မဲ့အရာဝတ္ထုအားလုံးကို dress တွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်တယ်။ကဲဟုတ်ပြီ။ dress တို့ကအခဲဓမ္မမုတ်အရေဓမ္မမုတ်အငွဲ့ဆိုပြီးတော့အခြေအနေတစ်မျိုးကနေပြီးတော့မှတစ်မျိုးအမျိုးမျိုးတရှိနိုင်ပါတယ်။ အခဲဟာဒွောဝိထုတစ်မျိုးဖြစ်ပြီးတော့မှရင်းကိုတိကျတဲ့ဒုတွေနဲ့တိကျတဲ့ပုံသဏ္ဍာန်ရှိတယ်။နေရာယူပြီးတော့ဖိသိမ့်လို့မရပါဘူး။အရေးဟာဒွတ်တစ်မျိုးဖြစ်ပြီးရင်းမှာ တိကျတဲ့ဒုတွေရှိပြီးတော့တိကျတဲ့ပုံသဏ္ဍာန်မရှိဘူး။ထဲတဲ့ခွက်ပေါ်မှာမူတည်ပြီးတော့မှပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့နေရာယူပြီးတော့မှဖိသိမ့်လို့မရပါဘူး။ အငွေဟာတော်တမျိုးဖြစ်ပြီးတော့မှသူမတိကျတဲ့ဒုတွေနဲ့တိကျတဲ့ပုံစံတမ်းမရှိပါဘူး။နေရာတိုင်းကိုပြန့်နှံ့ဝင်ရောက်နိုင်ပြီးတော့မှဖိသိမ့်လို့ရပါတယ်။အခုဒီချေတို့လုပ်ငန်းလေးတွေကိုလက်တွေ့ပြုလုပ်ကြရအောင်နော်။အဲ့တော့လုပ်ငန်းအဲ့တော့စာသင်ခန်းပတ်ဝန်းကျင်မှာအခဲခြေနေရှိအရာဝတ္ထုများကိုပြောပြပါ။အဲ့တော့တောက်သမီးတို့ရဲ့စာသင်ခန်းရဲ့ဘာဖြစ်လဲပတ်ဝန်းကျင်မှာရှိတဲ့အခဲခြေနေရှိတဲ့အရာဝတ္ထုတွေပြောကြည့်ပါအောင်။ อืมဟုတ်တယ်ဒီချေကနမူနာလေးတစ်ခုလောက်ပြပြပေးမယ်နော်ကဲဒီချေကတော့ကိုယ့်ရဲ့ဒါဇင်ငယ်ပတ်ဝန်းကျင်မှာရှိတဲ့အခဲအချင်တွေနဲ့ဒီချေကတော့စာအုပ်ကလေးတွေရှိမယ်ခဲနာလေးတွေရှိတယ်ခဲပြက်ကလေးတွေရှိရယ်ဒါလေးတွေကတော့အခဲအချင်တွေပေါ့နော်ကဲဒီမှာဒီချေကလက်တွေ့ပြုလုပ်ဖို့ပစ္စည်းလေးတွေချထားတယ်အဲ့မမဒီချေကစာအုပ်ကလေးတွေချထားတာပေါ့နော်အဲ့တော့စာအုပ်ကလေးတွေရဲ့အရွယ်အစားလေးတွေအကြီးအသေးလေးတွေရှိမယ်ပြီးအထူးအပားလေးတွေရှိတယ် အဲ့တော့မတူညီတဲ့တကယ်လို့စာအုပ်တအုပ်စီကိုယူပြီးတော့မှနှိုင်းရှင်ကြည့်ပါတဲ့။ကဲအဲ့တော့တကယ်လို့နှိုင်းရှင်ကြည့်ရအောင်။အဲ့တော့တကယ်လို့တအုပ်နဲ့တအုပ်ကိုလက်နဲ့အရင်ဆုံးပါဖြစ်လဲစကြည့်ပါဆိုတော့တကယ်လို့လက်နဲ့အရင်ပေါ်တိုင်းတာကြည့်မယ်။အဲ့တော့ဒီကျေတို့ကဒီမှာအဲ့တော့တကယ်ကနော်အကြည့်အသေးကိုအရင်တိုင်းမယ်။အဲ့တော့တကယ်ကဒီဟာကြီးကအရန်ကိုပါဖြစ်လဲကြည့်တယ်။ကြည့်တော့တကယ်ကလက်နဲ့ဖတ်လာမယ်နော်။အဲ့တော့ဒီမှာနည်းနည်းလေးနော်အပွေးရှိရပါဘော။နည်းနည်းလေး။ကဲအသေးလေးရော။ဒါလေးကလည်းသေးတယ်နော်။ဒါလေးကလည်းသေးတယ်။ဒါမှမဟုတ်ဒါလေးကအဲပုတ်ပါနေပါပဲနော်။ ကဲဟုတ်ပြီနောက်တစ်ခါကျအထူအပါအဲ့တော့ဒီချက်ဒါလေးပါပါလေးနော်ဒီလိုပဲပေါ့နေနော်ကဲဒီမှာဒီဟာကအထူအော်နော်အထူကနည်းနည်းလေးဗာပြေလေးဝေးလေးရှိတယ်နည်းနည်းလေးလေးသွားတယ်နော်ကဲအဲ့တော့ဘယ်သူကပိုလေးမယ်တဲ့မလဲဟုတ်ပြီနော်မြေဒီကပိုလေးလေးတဲ့နေအဲ့တော့ဟုတ်တာပေါ့အဲ့တော့စာအုပ်အကြီးကပိုလေးမယ်ပြီးတော့စာအုပ်အထူကပိုလေးမယ်ဟုတ်ပြီကဲအဲ့တော့မြေဒီကပိုရနေရယူတယ်အဲ့ကြည့်လိုက်ပါဦးသားတို့ဘယ်သူကပိုပြီးတော့နေရယူမလဲ ဟုတ်တာဗောဟုတ်ပြီနော်ဒီမှာစာအုပ်အကြီးကပို့ပြီးတော့နေရာမယူလားစာအုပ်သေးထက်ဟမ်ဒီမှာနော်ကြည့်ကြည့်လိုက်ဟုတ်ပြီနော်အဲ့တော့စာအုပ်အကြီးကပို့ပြီးတော့နေရာယူတာဗောကဲအဲ့တော့ပုံလေးတွေကြည့်နော်ပုံလေးကဒါချိန်ခွေပုံလေးတွေပဲဖြစ်တယ်အဲ့တော့ချိန်ခွေလေးတွေတခုနဲ့တခုမတူဘူးဒါကတော့ဒီချဲကအခုပြထားတဲ့ပုံလေးကတော့ဒီချိန်ခွေလေးကတော့ digital ချိန်ခွေလို့ခေါ်တယ်ဟုတ်ပြီနော်ဒီဂျစ်တယ်ချိန်ခွင့်ရှိတယ်ဈေးထဲမှာကတားချိန်ခွင့်တွေရှိတယ်ပြီးတော့ဒီချိန်လို့ဘာဖြစ်လဲအမ်းဈေးထဲမှာပိတ်တာကြက်သားတွေချိန်တဲ့ချိန်ခွင့်ရှိတယ် အလေမရှာလေးနဲ့ဟုတ်ပြီနော်ဒါလေးတွေတားလို့သမီးတို့နော်ဈေးထဲသွားလို့ရှိရင်ညီမလေးမယ်နော်ကဲဒါဆိုရင်တချေတို့ကစာအုပ်နှုတ်အုပ်ကိုနေရာပြောင်းပြီးတော့အထပ်ပါတိုင်းဆန်းသက်ပါတယ်အဲ့တော့တချေတို့စာအုပ်နှုတ်အုပ်ကိုနေရာပြောင်းပြီးအထပ်ပါတိုင်းဆန်းသက်ပါဆိုတော့တချေတို့ကစာအုပ်နှုတ်ကိုနေရာပြောင်းပြီးတော့တချေပြောင်းမယ်နော်နေရာထပ်ပြောင်းနေမယ်ကဲအဲ့တော့တချေကစာအုပ်အကြီးနဲ့သိနေတော့ပဲနေရာပြောင်းလိုက်မယ်ကဲပြောင်းမယ်ပြောင်းတော့ရော လိုဖြစ်မလဲအမ်ဘလိုပဲဖြစ်မလဲဆိုလို့ရှိရင်ခုနကပြောသလိုစာအုပ်ကြီးကတော့ဘာဖြစ်လဲအထူကြီးကတော့ဘာဖြစ်လဲလေးတယ်ပြီးတော့နေရာယူတာပေါ့စာအုပ်သေးလေးကတော့ပေါ်တယ်ဟုတ်ပြီနော်နေရာယူမှုကလည်းနေတာကိုတွေ့ရပေါ့အဲ့တော့ဘလိုပဲနေရာပြောင်းပြောင်းတချို့တော့ဘာဖြစ်လဲအခဲဖြစ်တော့တဲ့သူ့ရဲ့ပုံစံတန်းကတော့ဘာမှတော့ပြောင်းလဲမှာတော့မဟုတ်ဘူးဟုတ်ပြီနော်ဒါဆိုရင်တချို့တော့အရေးအခြေအနေမှာရှိတဲ့အရာဝတ္ထုလေးတွေကိုထပ်ပြောမယ်ကဲအဲ့တော့ဒီချိန်ကအခဲအခြေအနေလေးကိုဒီချိန်ကစမ်းသပ်ပြီးပြီဆိုတော့ဒီချိန်က ဟုတ်ပြီနော်သူကိုထားထားလိုက်မယ်။ကဲအဲ့တော့ဒီချေတို့အရေးချင်းတွေကိုထပ်ပြီးတော့စမ်းသပ်မယ်။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရင်တော့ဒီချေတို့အရေးရှင်တွေမှာရှိအရာဝတ္ထုလေးတွေကိုသာသမီးပြောကြည့်ပါအောင်။ဗားလေးတွေရှိတယ်။ဟုတ်တယ်ရေနောက်တစ်ခါဟုတ်ပြီဒီချေတို့အချိုရေတွေရောမရှိဘူးလား။အမ်အချိုရေတွေရှိတယ်ပြီးတော့နောက်တစ်ခါရှိလဲ။ဩဓာတ်စီတွေပါလေ။ဟုတ်တယ်ဓာတ်စီတွေပါလေရှိတာပေါ့ကဲဒါကအရေးချင်းနေတဲ့ပတ်သက်တဲ့အရာဝတ္ထုလေးနော်ကဲဒါဆိုရင်ဒီချေကခွတ်ဒါမှမဟုတ်လို့ရှိရင်ဒါတို့သမီးတို့ကပလင်းလေးရတယ် ဘူးเนาะဒီချက်တော့ခွက်ကလေးထားထားတယ်အဲ့တော့ခွက်ဒါမှမဟုတ်လို့ရှိရင်ပလင်းအလုပ်တလုံးကိုလည်းနဲ့ဖန်းစားပါအဲ့တော့ဒီချက်လက်ကလေးနဲ့ပဲစကြည့်မယ်ဟုတ်ဘူးเนาะအဲ့တော့ပလင်းအလုပ်ကလေးဖြစ်ထွက်တဲ့ဒီချက်တွေကဘာမှဟောเนาะအမ်ဟုတ်ပြီเนาะပေါ်ပါတယ်ဟုတ်ပြီကဲအဲ့ဒီမှာမှဒီချက်ကအဲ့ဒီတွေကိုရေလေးဒီချက်ကထည့်မယ်ဟုတ်ပြီเนาะဒီချက်ရေလေးထည့်လိုက်မယ်อืมเกยยีแท้ไล่ไปอะแล้วคุณน่ะตรงอ่ะติเชยยีไม่ได้ทาไปเนี่ยไก่หาတော့ဖန်ခွက်ကလေးอ่ะပါပြီလဲပော့ပော့လေးเนี่ยတကယ်ဟုတ်ပြီเนาะ သူ့ကိုဘာဖြစ်လဲတချေလို့ချင်တယ်လို့လို့ရတယ်အခုကျတော့တချေကဘာဖြစ်လဲရေးထားတာဖြစ်တော့တချေကမသူ့ကိုဟုတ်ပြီနော်ခုနကတချေလို့သူ့လိုမျိုးလုပ်လို့မရတော့ဘူးအဲ့တော့ရေးမှမှလဲဆိုရတယ်ပြီးတော့သူ့ရဲ့ weight လည်းဖြစ်သွားတယ် weight လည်းရှိသွားတယ်နော်တချေနည်းနည်းလေးလေးသွားတယ်အဲ့တော့တချေကအချိန်ကလေးနဲ့ချိန်ကြည့်လိုက်မယ်ဟုတ်ဘူးနော်ကဲအဲ့တော့သူ့ရဲ့ weight တွေကလည်းများတယ် ဟုတ်နော်အဲ့တော့သူကခုနကတော့ဖန်ခွက်အလုပ်မှာဆိုရင်ဒီချက်ပေါ့ပေါ့လေးပဲအခုဘာဖြစ်လဲရေထည့်လိုက်တယ်ချိန်ခွင်းနဲ့ချိန်လိုက်တယ်အဲ့တော့သူ့ရဲ့အလေးကဟုတ်ပြီနော်သူ့ရဲ့အလေးချိန်ကလည်းပို့ပြီးတော့များသွားတယ်ညီကဲသူ့တွေ့ရတဲ့နေ့လေကဲအဲ့တော့တားသမီးတို့ဘယ်လိုတွေ့ရလဲဟုတ်တယ်ဒီချက်တို့ဖန်ခွက်အလုပ်မှာဒီချက်တို့ဘာဖြစ်လဲဒီချက်တို့ရေမထည့်ထားတဲ့ဖန်ခွက်အလုပ်ကြတော့ဒီချက်တို့ပေါ့ပါတယ်ဟုတ်ပြီနော်အရန်အလေးချိန်မရှိဘူးဒါပေမဲ့ဒီချက်တို့ရေထည့်လိုက်တယ် တော့ရေထည့်လိုက်တယ်ဆိုတော့ဒီ shadow ကဖန်ခွက်ကလေးမှာအလေးချိန်လေးရလဲပို့သွားတယ်ပြီးတော့ဘာဖြစ်လဲရေကလည်းသူ့ရဲ့ဖန်ခွက်ကလေးရဲ့တဏ္ဍန်တိုင်းပဲဝင်သွားတယ်ဟုတ်ပြီနော်ဒီတော့ဖန်ခွက်လေးနဲ့အတူဒီ shadow ရေလေးကသူ့ရဲ့ပုံတဏ္ဍန်လေးတိုင်းဝင်သွားတယ်ကဲဒါကတော့ဒီခြေကအရေးချိန်နေနဲ့ပတ်သက်ပြီးတော့ပြောပြပေးတာကဲနောက်တစ်ခုအငွေ့အဲ့တော့အငွေ့အခြေအနေရှိတဲ့အရာဘုလို့တော့သူပြောကြည့်ပါအောင်အာဟုတ်တယ်အငွေ့အခြေအနေမှာဆိုရင်ဒီခြေတို့ဘာရှိလဲကဲပြောကြည့်မယ်ဆိုလို့ရှိရင်တော့ဒီခြေတို့ဟုတ်ပြီရေအမ်မုံပြောင်ပေါ့ ဟုတ်တယ်မလားဟမ်မိုးပြဝူပေါင်းလေးတွေပါဆိုရင်အငွေ့ထည်ထားတယ်ပြီးတော့ကားဟုတ်တယ်ကားတာယာတွေကလေဟုတ်တယ်ကားတာယာတွေကလေတွေကလည်းတချို့ကပြောလဲအငွေ့ချင်နေရှိတာပေါ့အဲ့တော့လေမာတဲ့နော်တချို့အလေးချင်ရှိကြအောင်သင်ဘီကက်တို့သိနိုင်တယ်နော်တောက်သမီးတို့ဘယ်လိုသိနိုင်မလဲအဲ့တော့လေမာလေးချင်ရှိကြအောင်ဟုတ်တာပေါ့တချို့ခုနကတုန်းကပြောတယ်လေမာအလေးချင်ရှိကြအောင်တချို့ကခုနကတုန်းကဘာဖြစ်လဲ မုံမြင့်မူပေါင်းလေးထဲမှာလီလေးကိုထည့်သွင်းတာပဲဖြစ်ဖြစ်တချို့ကားတာယာဘင်းထဲမှာတချို့နော်လီလေးထည့်သွင်းတာပဲဖြစ်ဖြစ်ပြီးတော့ဆပ်ဘင်းထဲမှာလီလေးထည့်သွင်းတာပဲဖြစ်ဖြစ်တချို့လီမှာအလေးချိန်ရှိချောင်းကိုသိနိုင်တာပေါ့ဟုတ်ပြီနော်အဲ့တော့အရာဝတ္ထုတွေရဲ့အလေးချိန်ကိုသိလို့ရှိရင်တဲ့မြည်သည့်ရာနဲ့ချိန်တွေ့ရတယ်နေတယ်အဲ့တော့တချို့အရာဝတ္ထုရဲ့အလေးချိန်ကိုသိလို့ရှိရင်တချို့ဘာနဲ့ချိန်တွေ့ရမလဲဟုတ်တယ်တချို့ချိန်ခွင်နေတဲ့အချိန်မှရမှာပေါ့ကတားချိန်ခွင်တချို့တဲ့ချိန်ခွင်ဟုတ်ပြီနော်ရရွတ်ချိန်ခွင်စိုက်တဲ့ချိန်ခွင်နဲ့ ်ချိန်ကြည့်လို့ရတယ်ဒါကတော့ဒီချေတို့ကဟုတ်ပြီเนาะအရာဝတ္ထုတွေရဲ့အလေးချိန်ကိုသိလို့လို့ရှိရင်ဒီချေတို့တိုင်းတားရတာပါချိန်တွေရတဲ့ဟာလေးတွေပေါ့နော်ကဲဒါဆိုရင်ဒီကျဲကတာဝတ်သမီးတို့ကိုဒါကလက်တွေ့ပြုလုပ်ပေးလိုက်တာဖြစ်တယ်။အဲ့တာဝတ်သမီးတို့အိမ်မှာလည်းကိုယ်တိုင်လက်တွေ့ပြုလုပ်ပြီးတော့တာဝတ်သမီးတို့ရဲ့တွှိချက်ကလေးတွေကိုမှတ်သားထားပေးဦးနော်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့အဓိကချက်ကလေးကိုဒီကျဲနဲ့အတူတူပြောကြည့်ရအောင်။တက်ရှိတက်မဲ့အရာဝတ္ထုအလုံးကို drug တွေနဲ့ဖွဲ့စည်းထားပါတယ်။ဤသည့်အရာဝတ္ထုမဆို drug ထုရှိပြီးနေရာယူရင်း ထွက်လို့ခေါ်ပါတယ်။ကဲဒီချက်တင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်းနှစ်ရဲ့ဓွက်မှာသင်ခန်းစာတင့်ဓွက်နဲ့ဓွက်တို့ရဲ့အခြေအနေများအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်မယ်လို့ဒီချက်ထင်ပါတယ်။နောက်စာသင်ချိန်မှာဒီချက်နဲ့အတူတူပြန်တွေ့မယ်နော်။